လူကေပြန်ဝင်ကြီးဖြစ်တာမှာခန့်အပ်သင့်တဲ့ဖြူဖြူထွေရဲ့လှုပ်ရှားမှုများ အရန်နမဲကြောကြားနေတဲ့ဆယ်လီဖြူဖြူတွေးကိုတော့တနိုင်ကလုံးကပရိသတ်တွေကသတိထားမိနေကြပြီဖြစ်ပါရည်။အရင်လိုစင်ပေါ်မှာမထော်မနှဲနေကျွန်းထိုးပြီးတော့လုပြနေလို့ဝေဖန်မှုတွေနဲ့သတိထားမိခဲ့ကြတာမဟုတ်ဘဲနဲ့အခုကတော့စစ်မှန်တဲ့လူတန်းမှုတွေကြောင့်အားလုံးကလေးစားကြည့်ကျူးနေကြရတာပါ။ဒါကြောင့်မလို့ဆယ်လီဖြူဖြူတွေးကိုလူကယ်ပြန်ဝင်ကြည့်ဖြစ်တော့မှခန်းတဲ့နေဆိုပြီးတော့ကြည့်ကျူးနေကြရတယ်ရှိနေကြပါရည်။ဖြူတွေးရဲ့လူတန်းမှုတွေနဲ့အကူအညီလှူဆောင်မှုတွေကတကယ့်ကိုမှလေးစားစရာကောင်းပါရည်။အပေါ်ရန်လူတန်းကုသိုလ်ယူနေတာမဟုတ်ဘဲတကယ့်စစ်မှန်စွာနဲ့ပဲပြည်သူတွေအကျိုးအတွက်တည်ဖို့ဆောင် ရနေတာကိုလည်းတွေ့မြင်လာရတာဖြစ်ပါတယ်။အရင်တော့ကဖြူဖြူထွေးဆိုရင်တော့လူတိုင်းကဝေဖန်ကြကြပြီးတော့အမြဲလိုလိုမြေတာပို့တာမှုတွေကိုလည်းခံခဲ့ရတာပါ။ဒါပေမဲ့ဖြူထွေးကတော့ဘသူတွေဘလောက်ပဲဝေဖန်ပြစ်တင်နေပါစေသူမရဲ့လူတိုင်းကုသိုလ်ရှိမှုတွေကိုတော့ရှက်တက်မသွားခဲ့ပါဘူး။နေရာတိုင်းမှာတွေ့မြင်သမျှလူတိုင်းကိုလူတိုင်းကုညီမှုတွေကိုပြုလုပ်တတ်သလိုတဘာဝဘေးအန္တရာယ်ကြီးတွေကြုံတွေ့ရလို့အခက်အခဲဒုက္ခရောက်သွားရင်လည်း ပြည်သူတွေကိုလည်းလူဒန်းပေးနေတတ်ပါရင်ဒါကြောင့်ပြည်သူတွေကတကယ်ကိုမှလေးစားစရာပုံကိုတရားဆိုပြီးအားလုံးကလည်းတိမဲ့ပြုတ်လာကြတာဖြစ်ပါရင်ပြည်သူတွေကတနေ့တနေ့သိမ်းပေါင်းရာချီလူဒန်းကုသိုလ်ယူနေုံသာမကအခက်ခဲကြုံရတဲ့ပြည်သူတွေကိုဘလိုမျိုးစိတ်ချမ်းသာအောင်ဆွမ်းဆောင်ပေးရမလဲဆိုတာကိုလည်းသိရှိသူပဲဖြစ်ပါရင်ဒါကြောင့်ငွေကြေးအင်အားနဲ့ထောက်ပံ့ကူညီုံသာမကစိတ်တဲ့အင်အားတွေကိုပါဖြည့်ဆွမ်းနိုင်တဲ့အတွက်တကယ်ကိုမှလေးစားထိုက်တဲ့ပုံကိုတရားပါသူမရဲ့ယူသားပွေလဲမှုတွေနဲ့တခါတလေမှမထော်မနှဲလို့ရတဲ့ကိုလုံးမိခဲ့တယ်ဆိုပေမဲ့လည်းစိတ်ရင်းစေတနာဖြူစေမှုကတော့ဖုံးကွယ် က်ထားလို့မရနိုင်ခဲ့ပါဘူး။အခုဆိုရင်လည်းငလင်ပေးတဲ့ဒေတာကပြည်သူတွေကိုသွားရလူတန်းရင်းနဲ့သူတို့ရဲ့အခက်အခဲတွေပုံမှုတွေကိုခဏတိုင်းညှိသွားစေဖို့အတွက်တက်နိုင်သမျှအားပေးနေသိပေးနေခဲ့ပါရီ။ဒါကြောင့်ဖြူတွေရဲ့ပြောဆိုတွေနဲ့အားပေးမှုပုံကိုကြည့်ပြီးတော့အခက်အခဲကြုံရတဲ့ပြည်သူတွေကလည်းခဏလောက်တော့သူတို့ရဲ့ဒုက္ခတွေကိုမေ့လျော့သွားခဲ့ကြပါရီ။ဖြူတွေကလူတန်းမှုတွေကိုစနစ်တကျနဲ့လည်းသိချစွာစီစဉ်လုပ်နေတာဖြစ်ပါရီ။ဒါကြောင့်မြန်မာနိုင်ငံကပြည်သူတွေအတွက်ကတော့ဖြူဖြူတွေဆိုတာတကယ့်ကိုမှအကူအထားစရာပုံကိုတရားဖြစ်လို့လာခဲ့ပါရီ။ဒီလိုမျိုးလူတွေရဲ့ယုံကြည်လေးစားမှု များစွာရရှိလာခဲ့တဲ့အခါမှာတော့လူမှုကယ်ဆယ်ရေးနဲ့ပြည်내နေရာစာသားရေးဝင်ကြီးဖြစ်တာမှခန့်အဖို့တွေတင့်တော်ရေးဆိုပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ဖြူတွေရဲ့လှုပ်ဆောင်မှုဟာဆိုရင်လူမှုကယ်ဆယ်ရေးဆိုတဲ့ခေါင်းစဉ်တွေလည်းကွက်တီဖြစ်နေသလိုပြည်내နေရာစာသားရေးပြည်내ထူထောင်ရေးလုပ်ငန်းတွေမှာလည်းတကယ့်ကောင်မှထိရောက်စွာလှုပ်ဆောင်နေတာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူမရဲ့လှုပ်ဆောင်နေစွမ်းတွေကိုနိုင်ငံခြားအသိမဲ့ပြုပြီးတော့ဝင်ကြီးဖြစ်တာမှခန့်အပ်တဲ့လို့အခုလိုမျိုးချီးကျူးစကားတွေနဲ့ပြောဆိုလာခဲ့ကြတာပဲဖြစ်ပါတယ်။ ဖြစ်ဖြူတွေအားဆိုရင်ပြည်သူတွေပေါ်မှာလည်းတကယ်စေတနာထားပြီးတော့ကုညီလူတန်းပေးနေတဲ့အတွက်အခြားသောနိုင်ငံကဖုံးတော်ကြီးတွေတာမမနေနိုင်တော့ဘဲနဲ့လာရောက်ပြီးတော့လူတန်းမှုတွေပြုလုပ်တဲ့အထိပဲဖြစ်ပါရည်အခုလက်ရှိမှာလည်းနေစဉ်နေတိုင်းဆိုသလိုထပ်မံပြီးတော့ လူတန်းကုသိုလ်ရှိမှုတွေပြုလုပ်နေတာကတကယ့်ကိုမလေးစားစရာကောင်းပါရဲ့အခုလိုမျိုးပြည်သူတွေအားကိုးအားထားရတဲ့လှုပ်ဆောင်မှုတွေနဲ့စိတ်လေးဖြူဖြူထွေးကိုအမှန်တကယ်ပဲလူမှုကေဆေးရေးနဲ့ပြည်လဲနေရခြားထားရေးဝေကြီးဖြစ်ခန့်တင်တယ်လို့ထင်မိလားဆိုတာကိုလေပရိသတ်ကြီးရဲ့အမြင်လေးကိုလေပြောခဲ့ပေးပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလေကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလေစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေဥပညာရှင်တွေရဲ့ဒင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်